င်္ဂလာပါရှင်မေလ19ရက်နေ့မှာချင်းကောက်ွယ်ရေးတပ်အရှူစီရီယအရှူကထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်ထုတ်ပြန်ချက်မှာ2025-2026ပညာသင်နှင်းအတွက်အခြေခံကျောင်းတွေစတင်ဖွင့်လှစ်တော်မှာဖြစ်တဲ့အတွက်ကျောင်းတွေအရွယ်ကလေးတငယ်များပညာသင်ကြားရန်လိုအပ်လျက်ရှိကြောင်းတွေ့ရှိရတာကြောင့်ကျောင်းဆရာဆရာမတွေကိုချိန်ချောက်တာနှောက်ယှက်တာဖန်ဆီးထိန်းသိမ်းတာပညာသင်ကြားမှုဆိုင်ရာကျောင်းကိစ္စတွေမှာဝင်ရောက်ဆက်ဖက်တာတွေမလုပ်ဖို့နဲ့ အဲ့ဒီလိုလုပ်တဲ့သူတွေကိုအရေးယူမယ်လို့အတိပေးထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်ချင်းကောက်ွယ်ရေးတပ်အရှူအနေနဲ့လည်းအဲ့ဒီလိုမျိုးလုပ်ရက်တွေလုံးဝလုံးဝပြုတ်လုံမှာမဟုတ်ကြောင်းကိုလည်းဖော်ပြထားပါတယ်။ဒီထုတ်ပြန်ချက်ဟာချင်းကောက်ွယ်ရေးတပ်အရှူစစ်စစ်ရေးလှုပ်ရှားရာနေမြေတွေနဲ့ထိစပ်နေတဲ့မကွေတိုင်းငဖဲမြို့နယ်တောင်မော်ဒေသနဲ့မြေပြန့်ဒေသကြီးရွာတွေကအခြေခံပညာကျောင်းတွေကိုအဓိကထားဖော်ပြထားပါတယ်။ဆရာဆရာမတွေအနေနဲ့လည်းကျောင်းတွေအရွယ်ကလေးတွေကို စေတနာဝါဒနာအနစ်နာ သုံးချက်ကိုခံယူအလေးထားပြီးလွတ်လပ်စွာတင်ကြားမှုပြုလုပ်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အာနာသိန်းနာ၄နှစ်ကြာတဲ့ကာလရောအာနာမသိန်းခင်ကာလဒီမှာကလေးကပညာတင်ကြားခွင့်တွေဆုံးရှုံးနေတာဖြစ်တာကြောင့်ဒါတွေကိုထောက်ရှုတဲ့အတွက်စာတင်ကြားမှုအပိုင်းတွေကိုကျွန်တော်တို့တက်အနေနဲ့ဝင်ရောက်နှောက်ယှက်ခြင်းတွေလာရောက်တင်ကြားပေးတဲ့ပညာရေးဝန်ထမ်းတွေအနေနဲ့ကျွန်တော်တို့ကိုကြောက်ရွံ့နေစရာမလိုဘူးဆိုတာအဓိက message ပေးချင်တာဖြစ်တယ်လို့ စီးရီးယားအရှူတာဝန်ရှိသူဆလိုင်းရိုချင်းကမီဒီယာကိုပြောထားတာတွေ့ရပါတယ်။စီးရီးယားအရှူရဲ့လှုပ်ရှားနေမြင်းနဲ့ထိဆက်နေတဲ့ဒေသမှာဖွေးဖြိုးတိုးတက်မှုနေပါပြီ။အာနာမသိငင်ကာလကလေးကလမ်းမဆက်သွယ်ရေးခက်ခဲတာကြောင့်ဆီယာဆီယာမတွေလာရောက်မှုခက်ခဲတဲ့အားနည်းချက်တွေရှိနေတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ကျောင်းနေအရွယ်ကလေးတွေပညာသင်ကြားခွင့်ဆုံးရှုံးနေပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့အကြောင်းပြချက်တွေကြောင့်ဆီယာဆီယာမတွေလာရောက်တင်ကြားမှုမရှိတာဆီယာဆီယာမလုံလောက်မှုမရှိတာတွေကြောင့် ကျောင်းတွေပိတ်ခဲ့ရတဲ့ဖြစ်စဉ်တွေကိုပြည့်ရော့စေချင်တာကြောင့်ထုတ်ပြန်ချက်ထုတ်တာလို့ဆိုထားပါတယ်။အခြေခံပညာအဆင့်ပညာရေးဝန်ထမ်းတွေအနေနဲ့လည်းကျောင်းတွေအရွယ်ကလေးငယ်တွေကိုစေတနာဝါဒနာအနစ်နာသုံးချက်ကိုခံယူအလေးထားပြီးလွတ်လပ်စွာပညာသင်ကြားပေးဖို့မြစ်တာရက်ခံထားတာကိုလည်းတွေ့ရပါတယ်။အလို့သတင်းတော့ဖြစ်သူကိုတတ်ထွေးနိုင်ကတော့ဒီသတင်းနဲ့ရှင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကဒေါက်တာဇော်ဝေစုက အခုနှစ်ဖေဖော်ဝါရီလတုန်းကအင်တာဗျူးတစ်ခုမှာ စစ်ကောင်စီရဲ့စစ်ကြုံပညာရေးဟာလူငယ်တွေအတွက်အကျိုးကျေးဇူးမရှိသလိုအတိအမှတ်လည်းမပြုနိုင်ဘူးလို့ထုတ်ဖော်ပြောဆိုထားတာကိုသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတွဲပတ်ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ရှင်။